အားလုံးမင်္ဂလာပါအောင်ချမ်းမင်းဖိုးဖိုးမပြန်လည်ပြီးတော့ကြိုဆိုပါတယ်အောင်ချမ်းမင်းရဲ့ညီကိုတွေအားလုံးပဲမင်္ဂလာပါဗျနိုင်ငံပွဲစဉ်တွေဝင်လာလို့ဘောလုံးချစ်ပရိသတ်တွေတွေးအေးနေမယ်လို့ထင်တယ်ဒီတစ်ပတ်လာမယ့်စနစ်တနင်္ဂနွေမှာဘောလုံးချစ်ပရိသတ်တွေရင်ကုန်စိတ်လှုပ်ရှားရမယ့်ပရီးမီးယားလိဂ်လာလီဂါဘွန်ဒက်လီဂါအီတလီပြင်သစ်အမှတ်ပေးပွဲစဉ်တွေပြန်လည်စတင်တော့မှာဖြစ်ပါတယ်ပရီးမီးယားလိဂ်မှာဆိုရင်တော့ပရိသတ်တွေအကြိုက်အတင်းကြီးထိုက်တိုက်တွေ့ဆုံမှုတွေပါဝင်နေတယ်အာဆင်နယ်နဲ့တော်တန်ဟာစပါနယူကာဆယ်နဲ့ မန်ချက်စတာစီတီလီဗာပူးနဲ့နော်တယံဖောတဲ့တို့ထိတဲ့တွေ့ဆုံမှုတွေပါဝင်နေတယ်ပွဲစဉ်7ကစားအပြည့်မှာတော့ပရီးမီးယားလိဂ်မှာအဆင့်1အာဆင်နယ်ရမှတ်26မှတ်အဆင့်2မန်စီးတီးရမှတ်22မှတ်အဆင့်3ချယ်ဆီရမှတ်20အဆင့်4ဆန်ဒါလန်ရမှတ်19မှတ်အဆင့်5တော်တယံစပါ18မှတ်အဆင့်6အစတွန်ဘီလာ18မှတ်အဆင့်9မန်ယူ18မှတ်အဆင့်10လီဗာပူး18မှတ်နဲ့ပရီးမီးယားလိဂ်မှာအသင်းကြီးတွေ ဒီဒီရက်တီးပြီးတော့နေတယ်ဒီလိုကလီဗာပူးနဲ့နော်တရန်ဖော်တယ်မှာလီဗာပူးအိမ်ကွင်းမှာကစားမှာဖြစ်တယ်အစင်အပြည့်လီဗာပူးကအစင်၈ရမ78မှနော်တရန်ဖော်တဲ့ကတော့အစင်19ရမ9မှနဲ့ရက်တီးနေတယ်လီဗာပူးအသင်းကံရမယ့်အနီးကပ်ဆုံးပွဲစဉ်6ပွဲကတော့လီဗာပူးနော်တရန်ဖော်တဲ့လီဗာပူး PSV ချန်ပီယံလိဝက်ဟမ်လီဗာပူးလီဗာပူးဆန်ဒါလန်လေယူနိုက်တက်လီဗာပူးအင်တာမီလန်လီဗာပူးချန်ပီယံလိဂ် ဒီပါဘူးအနည်းကဆံကံမအပွဲစဉ်6ပွဲရှိတယ်ဒီ6ပွဲမှာအမှတ်ပေးပရီးမီးယားလိ4ပွဲပါတယ်ဒီ4ပွဲမှာလီဘာဝအနေနဲ့အမှတ်ဘယ်လောက်ရအောင်စုဆောင်းနိုင်မလဲဆိုတော့ကျွန်တော်စောင့်ကြည့်ရမှာဖြစ်တယ်ဒါမဲ့နိုဝင်ဘာ20ရက်စနေညမှာကစားမဲ့လီဘာပူးနဲ့နော်တရန်ဖော်တဲ့ဒီဘက်မှာလည်းလီဘာပူးကအိမ်ခွင့်မှာကစားမှာဖြစ်တယ်။လီဘာပူးရဲ့လက်ရှိခြေစွမ်းကတော့အကြဘက်ကိုရောက်နေတယ်ဒါ။နောက်ဆုံးကစားထားတဲ့ပရီးမီးယားလိဂ်ပွဲမှာလည်းမန်စီးတီးကိုအဝေးခွင့်မှာ3-0ဂိုးမရှိနဲ့လီဘာပူးကအရှုံးထားတယ်။ ီနေ့အိမ်ဝင်းဖြစ်လို့မို့လီဗာပူးအနေနဲ့နော်တရန်ဖောတဲ့ကလည်းခြေကျနေတဲ့အနေထားမှာတော့လီဗာပူးအနိုင်ရရှိအောင်ကံမှုကတော့လိုအပ်တယ်ဘာဖြစ်လို့လဲဆိုရင်ဒီပွဲရွှန်းခဲ့ရင်အပေါ်ကအစင်တဲ့အသင်းနဲ့ရမတ်တွေကွာမှုအများကြီးဖြစ်သွားနိုင်တယ်ရမတ်တွေကွာသွားရင်လည်းဖူရခက်ခဲတဲ့အသင်းတွေဖြစ်ကြလို့မို့ခုအနေထားမှာလည်းပဲလီဗာပူးကအာဆင်နယ်နဲ့ဆိုရင် ရှစ်မှတ်ကွာနေတယ်ကျွန်တော်ထင်တော့ဒီတစ်ပတ်လီဗာပူးဟာအိမ်ဝင်လေးဖြစ်တဲ့အတွက်နော်တရန်ဖောက်တဲ့ကတော့အနိုင်ခံလိမ့်မယ်လို့ထင်တယ်ပရီးမီးယားလိရဲ့ ထုံးစံအတိုင်းအဆင့်1အသင်းကအောက်ကအဆင့်2 3 4 5အသင်းတွေကို10မှတ်10မှတ်အများဆုံး15မှတ်ဖြတ်ထားရင်တော့ကမ်းမဲ့ပွင့်စင်တွေအများကြီးကျန်နေသေးရင်အဆင့်1အသင်းဖလားရပြီလို့ဒီချာပေါ်ပြောလို့မရသေးဘူးပြင်ဆိုင်မှုပြင်ထန်ပြီးတော့ရန်ကုန်စစ်လို့ရှာစရာအကောင်းဆုံးပရီးမီးယားလိဂ်ဖြစ်လို့ပွဲစဉ်ပြည့်စုံသည့်အထိဘောလုံးချစ်ပရိသတ်တွေကိုရန်ကုန်စစ်လို့ရှာစီတာတော့အမှန်ပဲဒါမှမဟုတ်ကျွန်တော်တို့လာမယ့်ပွဲစဉ်တွေကိုကျွန်တော်နဲ့အတူကြည့်လိုက်ကြရအောင်